ငါးခုမြောက်သောစာလံအပိုင်ငယ်1မှ7နှင့်ဩတာရပြအကျွန်ုပ်၏စကားကိုနားထောင်တော်မူ၍အကျွန်ုပ်မိတန်းချင်းကိုဆင်ခြင်တော်မူပါ အကျွန်ုပ်၏ရှင်ဘီယအကျွန်ုပ်၏ဖယားအကျွန်ုပ်သည်ကိုရောကိုဆုတောင်းသည်ဖြစ်၍ အကျွန်ုပ်အဟစ်တော်အတန်ကိုနားထောင်တော်မူပါ။အိုးထာဝရဘုရားနနက်အခါအကျွန်ုပ်စကားတန်ကိုကြားတော်မူရပါ၏။နနက်အခါကိုရောကိုမျက်မှောက်ပြု၍မျောလင့်ပါမည်။ကိုရောသည် မတရားသောအမှုကို နှစ်သက်တော်ဘုရားမဟုတ်သို့သောသူကိုလက်ခံတော်မမူ။မိုက်သောသူသည် အထံတော်သို့မဝင်ရ။မတရားသဖြင့်ပြုသောသူအပေါင်းတို့ကိုမုန်းတော်မူ၏။ မုသာစကားပြောသောသူတို့ကိုဖြစ်စီတော်မူ၏လူအသက်ကိုတတ်တတ်သောသူနှင့်လှေစားတတ်သောသူတို့ကိုသာရဖျားဆက်စုပ်ရွန်ရှာတော်မူ၏အကျွန်ုပ်မူကားများစွာသောကျေးဇူးတို့ကိုခံစားရသဖြင့်အိမ်တော်သို့ရောက်၍ကိုရောကိုကြောက်ရွံ့သောစိတ်နှင့်တန်ရှင်သောပိမှန်တော်တွင်ကိုကိုွယ်ပါလိမ့်မည်အိုတာရဖျာအကျွန်ုပ်ဤရန်သူတို့ကြောင့်အကျွန်ုပ်ကိုတရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ ကိုယ်တော်ဤလမ်းကိုအကျွန်ုပ်ရှိမှဖြောင့်စီတော်မူပါ သူတို့ဤနှုတ်တွင်တစ္ဆာမရှိပါ သူတို့နှလုံးသည် အလွန်ဆိုးပါ၏သူတို့ဤလေချောင်းသည် ဖွင့်ထားသောတင်ချိုင်းတွင်ဖြစ်ပါ၏သူတို့သည်ရှာနှင့်ချော့မော့တက်ကြ၏အိုးဖျားသခင်သူတို့အပေါ်မှာအပြစ်ရောက်စေတော်မူပါမိမိတို့အကြံအစီအားဖြင့်လေးကြပါစေတော့ ကိုရောကိုပုံကန်သောသူဖြစ်၍ပြစ်မာသောအပြစ်များသောကြောင့်သူတို့ကိုနှင်ထုတ်တော်မူပါကိုရောကိုကိုးစားသောသူတို့မူကားဝမ်းမြောက်ကြပါစေသောဆောက်ရှောက်တော်မူခြင်းကိုခံရ၍ဝမ်းမြောက်သည်နှင့်ကြွေးကြော်ကြပါစေသောနာမတော်ကိုချစ်တော်သူတို့သည်ကိုရောကြောင့်ဝမ်းသာရွှင်လန်းခြင်းရှိကြပါစေသော ာရပြကိုရောသည်ဖြောင့်မတ်တော်သူကိုကောင်းချီးပေး၍ကျေးဇူးတော်အားဖြင့်ကွယ်ကာဆောင်မတော်မူလင့်တည်းအာမင် God bless you